အမေနာတရားမှာဆိုရင်ယေရှုကငါဝိညာဉ်ကိုလည်းသင်တို့အထဲသို့သွင်းပေးသဖြင့်သင်တို့သည်ငါ၏တရားလမ်းသို့လိုက်၍ငါစီရင်တော်မူချက်တို့ကိုစောင့်ရှောက်ကြလိမ့်မည်ပေါ့အဲ့တော့ဖျားကသူဝိညာဉ်ကိုဟိုကျမတို့အထဲကိုသွင်းပေးရာဖြစ်တယ်ပေါ့နော်အဘာလို့သွင်းပေးရလဲဆိုတော့အသူသူပြောစီခြင်းတဲ့အရာတွေဖျားပြောစီခြင်းတဲ့အရာတွေဖျားလုပ်စီခြင်းတဲ့အရာတွေဆိုတာကကျမတို့ဟို ဝိညာဉ်ဖရာရဲ့ဝိညာဉ်နဲ့ကျမတို့ဝိညာဉ်ကပဲဖရာရဲ့အရာတွေကိုလက်ခံတာဖြစ်တယ်ပေါ့နော်။ကျန်တဲ့အပိုင်းတွေကအဖရာနဲ့တရားဆက်တယ်လို့မရဘူး။အဲ့တော့ကျမတို့နဲ့ဖရာနဲ့တရားဆက်တယ်လို့ရတာဝိညာဉ်ဆိုတဲ့အပိုင်းမရှိရေပေါ့နော်။အဲ့ဝိညာဉ်ဆိုတဲ့အပိုင်းမှာဒီကျမတို့စိတ်မှာတခါဒီလွတ်လပ်နေတဲ့အရာတွေရှိရေဝိညာဉ်တွေမှာလွတ်လပ်နေတဲ့အရာတွေရှိရေကျမတို့အရှိမစားခဲ့တယ်လို့ပဲပေါ့နော်။အော်လူတွေကိုဖရာကအထည့်ဖို့ပေါ့နော်။ဒီဘူးလို့ ိုးလို့ဖြစ်ရမယ်ပေါ့ဆိုတော့ဖန်ဆင်းထားခံရရတဲ့လူရဲ့စိတ်နဲ့ဝိညာဉ်မှာဟာကွက်တွေရှိနေတယ်အဲရှိနေတဲ့အရာတွေပေါ့နော်နေရာမှန်မှန်ရည်ရွယ်ချက်မှန်မှန်နဲ့အသုံးပြုတတ်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနားထောင်ဟိပြေ အရှိမှလည်းဟိုးရှိမှလည်းပြောထားပြီးသားအရာဖြစ်တယ်ပေါ့နော်ကျွန်မပြန်ပြောချင်းဖြစ်တယ်ဟိပြေရှိ30မှာဆိုလို့ရှင်လေနောင်ကာလအခါဤတီလာအမျိုးသားရနိုင်ငါ PN တော့ reigning တရားဟုမူတာငါထရဖျားဒီငါပညာတို့ကိုသူတို့စိတ်ဝိညာဉ်တွေတို့တွင်ပြီးသူတို့စိတ်နှလုံးပေါ်မှာရည်ထားမိငါဒီသူတို့ဤဖျားဖြစ်သည်သူတို့ဒီလေငါဤလူဖြစ်ကြလိမ့်မည်ပေါ့နော်အဲ့တော့ဖျားကသူပညာတော်တွေကိုကျမတို့ရဲ့စိတ်ဝိညာဉ်တွေကိုဖျားခင်ရတွင်ပြီး ဘာလို့ဆိုဖះကဖះကဒီစိတ်နဲ့ဝိညာဉ်အပိုင်းကိုပဲကြည့်တာဖြစ်တယ်ပေါ့เนาะအဲ့တော့ဖះရဲ့စစ်မှန်တဲ့တမတရားကလည်းကျွန်တော်တို့ဒီအတွင်းထဲမှာပဲတင်ထားလို့ရဖြစ်တယ်ပညာကိုလည်းဒီအတွင်းပေါ့เนาะအတွင်းထဲမှာပဲတင်ထားလို့ရတယ်ဒီအပြင်မှာပေါ့เนาะကျွန်တော်တို့အရင်လေ့လာခဲ့လို့ခန္ဓာရှိတယ်ခန္ဓာပြီးရင်ဒီစိတ်ရှိရပေါ့เนาะစိတ်ထဲမှာဆိုရင်လည်းနောက်ထပ်၃ဘိုင်းလောက်ထပ်ွဲသေးတယ်စန္နာတို့ အတိညာတို့ခံစားမှုတို့ပေါ့နော်ဒီဝိညာဉ်ထဲမှာဆိုရင်ကျမတို့လေးလာထားပြီးသားရှိတယ်။ထဲမှာအော်တပါတို့ဘာလို့ပေါ့နော်ဒီလိုမျိုးဟိုအရှိရဟာတွေကိုပြန်လေးပြန်လေးလာထားပြီးသားကိုကျမအနည်းငယ်ပြန်ပြောခြင်းပဲဖြစ်တယ်ပေါ့နော်ပြောချင်တာဒီကျမတို့ရဲ့ကိုခန္ဓာအစိတ်အပိုင်းတွေထဲမှာဝိညာဉ်ဆိုရက်ဝိညာဉ်ဆိုရက်အပိုင်းကပဲဖះရနဲ့ထိတွေ့လို့ရတယ်ဖះအထည့်ထည့်ပေးချင်တာကိုအထည့်ပေးလို့ရမယ်ဖះရှင်သန်စီခြင်းတဲ့ အရာကိုဒီဒီအပိုင်းကပဲကျမတို့ရှင်သန်လို့ဟိုရမှာဖြစ်ပါတယ်ပေါ့နော်အပြီးတော့ဆက်လက်ပြီးတော့ဒီဘက်ကိုကြည့်မယ်ဆိုလို့ရှင်အဲ့ဝိညာဉ်တဲပါမှာဒီလိုမျိုးခဲမှာ၃ဘိုင်းထက်ရှိသေးတယ်နော်အဲ့မှာဆိုရင်အော်တပရဲ့တဟာရရဲ့အလိုလိုတိပေါ့နော်အဲ့အဲ့ဒီအဲ့ဒီအဲ့ဒီအဲ့ခန်းထဲမှာဒီ၃၃ဘိုင်းထက်ရှိသေးတယ်ပေါ့နော်အော်တပကိုအဲ့မှာဘယ်လိုပြောလဲဆိုတော့ ော်တပကိုသကျင်းမုံဆိုပြီးတော့ပြောတယ်ပေါ့နော်အော်တပကျင်းမုံကအရေးကြီးရယ်အော်တပကအတန်ရှင်းနေမှာဖြစ်တယ်ဘာဖြစ်ဆိုအော်တပကိုတန်ရှင်းအောင်ထားမှအော်တပကဒီမိရဲ့အမားတွေမိမိရဲ့ပြက်ကွက်မှုတွေမိရဲ့လစ်လူရှုမှုတွေဒီတာဝန်မကျေမှုတွေဒီຢာတွေပေါ့နော်ဖွင့်ပြပြီးတော့မှဒီနောင်တရစီမှာဖြစ်တယ်ပေါ့နော်ကျမတို့ဓမ္မဟောင်းကာလမှာအဲကြည့်မယ်ဆိုလို့ရှင်ပေါ့နော်ဒီ ဟိုကာရီနာနဲ့အဗေလာဟိုထီသွားကြည့်မယ်ဆိုရင်ပေါ့နော်ဒီအလုံးမတည့်ရဲ့ကာရီနာအဗေလာကိုတက်လိုက်ပြီးရဲ့အခါမှာသူသူပေါ့နော်သူဖះမေးရဲ့အခါမှာသူရှောင်နေတယ်သူညီပမာလဲလို့မေးရဲ့အခါမှာသူမတည့်ဘူးပေါ့နော်မတည့်ဘူးလို့ပြောတယ်တကယ်တော့သူတက်လိုက်တာဖះလည်းတည့်ရဲ့သူ့ရဲ့အော်တပါလည်းတည့်ဗာဘီဆိုတော့အဲ့ခစ်တုံးကကြတော့ဖះကဒီ လူဝိညာဉ်အထဲမှာဝင်လို့မရသေးဘူးနော်အပေါ်ကနေပဲစကားပြောတဲ့အချိန်ရှိသေးတယ်ဒါပေမဲ့အဲ့အချိန်မှာဘုရားကဒီအော်တပါစိတ်အဖြစ်လူတွေကိုသူနဲ့အရှင်တန်အော်တပါစိတ်အဖြစ်ဒီအမားတွေကိုပြုပြင်ခိုင်းတဲ့အချိန်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့မှာဘုရားကသူ့ကိုမတတ်ဘူးဘာလို့လဲလဲဆိုတော့ဒါပေမဲ့သူ့ရဲ့အော်တပါကိုမပြင်ပေးဘူးပေါ့နော်သူ့အော်တပါကိုမပြင်ပေးတဲ့အခါကျတော့ तू က तू ကလေ သူ့ဘယ်သူမှမတက်ဘူးဒါပေမဲ့လေသူ့စိတ်ထဲမှာသူ့သူများကတက်မယ်တက်မယ်ဆိုရဲအေးဒီစိတ်ကြီးကအမြင်အမြင်ရောက်နေပေါ့အဲ့တော့ပြောချင်တာအဲ့အချိန်မှာသူ့ရဲ့ဟောအော်တပဆိုရဲဂျေးမုံကဒီမတက်ရှင်းမတက်ရှင်းဖြစ်နေတာပေါ့နော်အော်မတက်ရှင်းတဲ့ခါကျဟိုဘာမှဟိုအမှန်အမှားလားဟုတ်တာလားမဟုတ်တာလားအစ်စ်ဖြစ်တာလားမစ်စ်တာလားတကယ်တကယ်ရှိနေလားမရှိလားလူမျိုးဟိုကျွန်တော်ရဲ့အော်တပဒီ မန်တန်ရှင်မှုဆိုတဲ့အခါကျတော့ဗောနော်ဘယ်ဘယ်အလိုမျိုးဘာဖြစ်နေလဲဆိုတာကိုကျွန်တော်တို့ခွဲခြားလို့မရဘူးဖြစ်နေရဗောနော်အဲ့တော့ဒီမှာဆိုရင်ဟို autopath ကိုကြီးလင်းအောင် ထားရမယ်ဆိုရဲပေါ့เนาะဒီမှာ autopath စိတ်တည်တဲ့ကြီးလင်းတန့်ရှင်းခြင်းကြောင့်ဘယ်လူမျိုးနဲ့မဆူမဲ့တဟာဖွင့်နိုင်ပြီးဖျားခင်နဲ့လည်းတဟာရဖွင့်ခြင်းရှိလာမည်တိရောတစ်ခွန်မှာအလုံးတည်တဲ့အတိုင်းပဲပေါ့เนาะဖျားခင်ကအလင်းနိုင်ရှိတော်မူတကယ်တော့ငါတို့ဒီအလင်းနိုင်ခြင်းနဲ့လေချင်းချင်းမိတဟာရဖွင့်ခြင်းရှိကြသည်ဖြစ်၍ဖျားခင်သားတို့ယေရှုခရစ်အသွေးတော်သည်ငါတို့အဖြစ်ရှိသူများကိုဆေးကြောတော်မူ၏ပေါ့အဲ့တော့ကျွန်တော်တို့ကအာအာ အော်တဘရဲမှာဖရာရဲ့အော်တဘရဲ့ကြီးမှုဆိုတဲ့အရာကကြီးလင်းတန်ရှင်းနေမယ်စင်ကြယ်နေမယ်ထက်မြက်နေမယ်ဆိုလို့ရှိရင်ကျမတို့ကဖရာနဲ့သဟာယဖွဲ့ပြီးတော့ဖရာနဲ့ဒီ rhythm ကိုက်ညီရဲ့အရာကာယညီမှာပေါ့နော်ကာယညီပြီးတော့ညင်သက်ချင်းနေရလာပေါ့နော်ကျေကလို့ကျမတို့ကအော်တဘထုံထိုင်းသွားပြီးအော်တဘကမကြီးလင်းဘူးဆိုရင်ဟိုအမှန်ကမှုံသွားနေတယ်လို့ပဲကျမတို့ ဘာမှဟိုမှန်ကြည့်လဲဘာမှမမြင်ရဘူးပေါ့နော်ဘာတွေဘာတွေဖြစ်နေရလဲဆိုတာလေကိုယ့်ရဲ့ဒီကိုယ့်ရဲ့ရှိရအနာအစာတွေကိုယ့်ရဲ့အညစ်အကြေးတွေဘယ်တော့မှဘာတွေမားနေလဲဘာတွေမှန်နေလဲဆိုတဲ့အရာကိုကျွန်တော်တို့မသိနိုင်တော့ဘူးအဲ့တော့ဟိုဖျားအော်တိုဘတ်ကြီးမို့လားဖျားနဲ့မိမိကိုတည်နိုင်တဲ့ဒီနှစ်ဖက်မြင်နိုင်တဲ့အာယုံပေါ့နော်အဲ့လိုအရာဖြစ်တယ်ကျွန်တော်စာမျက်နှာ30ကိုသွားပြန်ကြည့်မယ်ဆိုရင်ဒေးစိရေးထားတွေ့မယ်ပေါ့နော်အဲ့တော့အော်တိုဘတ်ကြီးမို့ဂယူမဆိုင်ဥပိ္ပခပြုထားလင်းတဲ့မုံက ထုံတိုင်းခိုင်မာသွားကဖျားသခင်နဲ့အဆက်တွေပြက်ကင်းကွာဝေးလံသွားတော့မည်ဖြစ်သည်အဲ့တော့ကျမတို့အရေးကြီးတာကအော်တဘကိုကြီးလင်နေရမယ်အော်တဘကအော်တဘကမှန်လို့ပဲအမြဲတမ်းဒီအာယုံကအမြဲကြီးလင်ပြီးတော့အဲတန့်ရှင်းနေအောင်ထားရမယ်ဒါမှကျမတို့ကအဖျားနဲ့အမြဲမိတ္တဟာယဖွဲ့ခြင်းရှိမယ်ဖျားနဲ့အမြဲမိတ္တဟာယဖွဲ့နိုင်မယ်အဲ့တော့ဖျားကဘာပြောချင်တာလဲဒါအမှန်လားဒါအမှားလား ဒါကမဟုတ်ဘူးလားဟုတ်နေရလားခွင့်လို့ရမလားမခွင့်လို့ရဘူးလားဆိုတာကိုဟိုအဲ့လိုမျိုးတွေဆုံးဖြတ်နိုင်တဲ့အခါကျမှကျွန်တော်တို့ကဘယ်သူနဲ့မဆိုမိသားရောက်ခွင့်နိုင်မယ်အဲဖျားဘာပြောလဲဆိုတာကိုအတိလာမှာဖြစ်တယ်ပေါ့နော်အဲကျွန်တော်က now အဲတမျက်နာကိုဆက်သွားမယ်ဆိုလို့ရှိရင်ဒီနေ့အပိုင်းမျိုးမှာကြီးလိုက်မယ်ဆိုရင်ပေါ့နော် စာမျက်နာ105ကြည့်ပြောတဲ့အရာကအလုံးဝိညာဉ်ကြောင်းဝဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဝိညာဉ်ဆိုတဲ့ဒီဝိညာဉ် ကျွန်ုပ်တို့ရဲ့ဝိညာဉ်နဲ့ဝိညာဉ်တော်ရဲ့ဝိညာဉ်ဘုရားရဲ့ဝိညာဉ်ဒါတွေဘယ်လိုမျိုးဆက်ဆက်နေလဲအဲ့ဒါကိုကျွန်တော်တို့ပြန်ပြီးတော့ rewind လုပ်ပြီးပြန်ပြောနေတဲ့အရာတွေသာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဒီနောက်တစ်မျက်နှာကိုကြည့်မယ်လို့ရှင်ပေါ့နော်ကျွန်တို့ဤဝိညာဉ်ထဲမှာဝိညာဉ်တော်ကဥဆောင်တွင်တင်ပြည့်ပြင်ခွင့်ပေးခြင်းအပြန်လန်သဘောတူဘူပေါင်းတွဲဖက်လှုပ်ဆောင်ခြင်းပေါင်းဖက်ခြင်းနှင့်ဖျားသခင်နှင့်လူတဝိညာဉ်ထဲဖြစ်လာသည်တဲ့ ဲ့တော့ဝိညာဉ်ဆိုတာခုနပြောလိုရယ်ပေါ့နော်ဟိုဟာလှုပ်ဝက်တဲ့အပိုင်းဖြစ်တယ်ပေါ့နော်ဘုရားရဲ့ဒီလှုပ်ဝက်လူရဲ့လှုပ်ဝက်ဆုံးအပိုင်းဖြစ်တယ်အဲ့တော့အဝိညာဉ်နဲ့ပဲကျွန်တော်တို့ကဒီရဲ့ဝိညာဉ်နဲ့ပဲပေါ့နော်ဘုရားကိုအစီခံနိုင်မှာဖြစ်တယ်ဒီဝိညာဉ်ဆိုတဲ့အပိုင်းကပဲအဘုရားကိုကိုးကွယ်နိုင်တာဖြစ်တယ်ဒီဝိညာဉ်ဆိုတဲ့အပိုင်းကပဲကျွန်တော်တို့ဘုရားနဲ့အပြန်အလှန်ဆက်သွယ်ဆုတောင်းနိုင်တာဖြစ်တယ်အဲ့ဒီကျွန်တော်တို့ ဝိညာဉ်ဆိုတဲ့အပိုင်းထဲမှာပဲဘုရားရဲ့ဝိညာဉ်ကတတ်တည်ခံပြေးနေတယ်ပေါ့နော်အဲ့တော့အဲ့တော့ဒီမှာတစ်ကော60ခေါ်မှာဆိုရင်ဘုရားခင်နိုင်မီဝဲတော်သူတည်ထိုသခင်နဲ့တစိတ်တဝိညာဉ်တည်းဖြစ်အဲ့တော့ဘုရားရဲ့ဝိညာဉ်နဲ့ကျမတို့ရဲ့ဝိညာဉ်ကအထဲမှာအဲဒီလိုမျိုးပူပေါင်းပြီးတော့တွဲဖက်လှုပ်ဆောင်ပြီးဒီလိုမျိုးဆက်သွယ်မှုဆက်သွယ်မှုရှိနေမှာပေါ့နော်။ဖခင်ရဲ့ဝိညာဉ်ကကျမတို့ရဲ့ဝိညာဉ်ကိုဦးဆောင်ပြီးတော့ ဘာတွေသုံးသင့်မလဲဘာတွေပြည့်ပြင်မလဲဘာတွေကိုဖွင့်ပြမလဲပေါ့နော်အပြောအပြန်အလွန်ဘယ်လိုမျိုးဘယ်လိုသဘောတူမလဲဘယ်လိုပူးပေါင်းလှုပ်ဆောင်မလဲပေါ့နော်အဲ့လိုမျိုးအရာတွေရှိလာမှာဖြစ်တယ်အဲ့လိုကျမတို့ရဲ့အဲ့ဝိညာဉ်ပိုင်းကဘုရားရဲ့ဝိညာဉ်ပိုင်းနဲ့ဒီမျက်နာမှုမထားဘူးဆိုလို့ရှိရင်ပေါ့နော်ဟိုဘုရားက ပြောချင်နေတာကိုလည်းကျမတို့မသိနိုင်ဘူး။ဘာဖြစ်လို့ကျမတို့ရဲ့အပြင်အပိုင်းနှစ်ပိုင်းဟာဟိုအရန် temptation ရဖို့လွယ်ရည်လေနော်ခန္ဓာခန္ဓာမှာဆိုတဲ့ဒီအာယုံ၅ပါးအနေနဲ့အချိန်လုံးအပြန့်လွင့်နေတာဖြစ်တယ်။ဟိုဒီမြင်နေတဲ့အရာတွေကြားနေတဲ့အရာတွေတွေ့ကြုံနေရတာတွေဒါတွေအားလုံးကိုပဲကြည့်ပြီးတော့ဗောနော်ဟိုဖြစ်နေမယ်ဆိုရင်ကျမတို့ဘလိုဘက်ကိုဘလိုမှဟို စက်ပြီးရှင်းတန်းခြင်းကြာအကြောင်းမရှိဘောเนาะဒါပေမဲ့အဲ့ဒါကကိုယ့်ရဲ့ဝိညာဉ်ကဘုရားဘက်ကိုမလှည့်ထားလို့ပဲတကယ်လို့ကိုယ့်ရဲ့ဝိညာဉ်မှာအားရှိနေတယ်ကျွန်တော်အမြဲပြောသလိုပဲဝိညာဉ်မှာဒါအမေဖះနဲ့ထိတွေ့နေမှာဆိုရင်ကျွန်တော်တို့ဝิญဉ်ကနေစိတ်ကိုခွန်အားပေးနိုင်တယ်စိတ်ကနေခန္ဓာကိုပြန်ပြီးတော့ဆွဲထူနိုင်တာဖြစ်တယ်ဒါဆိုရင်ဒီခန္ဓာကဝิญဉ်စိတ်ဘက်ကိုလှည့်လှည့်ပြီးတော့ဝิญဉ်ဘက်ကိုပြန်လှည့်ပြီးတော့ဖះအာဘာပြောစီခြင်းလဲဆိုတဲ့အရာတွေကိုသိလာမယ်ဖះနဲ့ဘလို့အာတပေါင်းတစည်းတယ် ဘလို့သဘောတူပြီးတော့လုံဆောင်လာနိုင်မလဲဆိုတော့အရာတွေကိုတိလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဝိညာဉ်ဆိုတဲ့အပိုင်းကကျောင်းစီမှာအရေးကြီးပါတယ်ဒီဝိညာဉ်အပိုင်းကိုကျောင်းဟိုဟိုလေးလူရှုလို့မရဘူးเนาะတခါကျရင်ဒီအပြင်ပြင်ဒီကိုခန္ဓာကိုပဲအရန်ဟိုအလိုလိုက်လုံးနေအခါကြီးရှိရပေါ့เนาะကျောင်းကိုယ်တိုင်မှဆိုင်ပေါ့သူတစ်ဖြင့်ဒီဗေမန်းလာတဲ့အခါကြီးကိုခန္ဓာထဲမှာဒီလိုမျိုးဟို နေလို့မကောင်းတဲ့အရာတွေရောက်လာတဲ့အခါဥမာနေမကောင်းတာဖြစ်ဖြစ်ဥမာဟိုခေါင်းကိုက်နေတာလို့အလိုမျိုးပေါ့နော်ဒီကျမဆိုရင်ဒီရက်ပိုင်းမှာနေတိုင်းလိုလိုခေါင်းကိုက်တယ်ပေါ့နော်ဆေးမတောက်ပဲနဲ့မပြောက်ဘူးပေါ့ခေါင်းကိုက်တာအလိုမျိုး stress အလိုတွေအရာအလိုမျိုးတော့ဘယ်လိုဖြစ်လို့ဆိုတော့ခန္ဓာကကျမတို့ ခနာအားနဲ့တက်ပါလေပေါ့နော်ဘာလို့ခနာဆိုတာတည်မြဲမဲ့အရာမဟုတ်ဘူးဒါရတည်မြဲတဲ့အရာမဟုတ်ခနာအားနဲ့တက်တယ်ဒါပေမဲ့အဲကျွန်တော်တို့ဝိညာဉ်မှာအားရှိတယ်ကျွန်တော်တို့ဝိညာဉ်ကဘုရားနဲ့ထိတွေ့နေမယ်ဆိုရင်အဲကျွန်တော်တို့ဝိညာဉ်ကနေစိတ်ကိုခေါ်ဆောင်နိုင်မယ်စိတ်ကနေဒီခနာကိုလှည့်နိုင်မှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီဆမနာတရား၃ကိုကြော်ပြီးတော့ကျွန်တော်တရား၄ကိုအရင်ပြောမယ်ပေါ့နော်ဖြစ်လို့ဆိုတော့ဒီ တရ400လေးတူဝိညာဉ်အကြောင်းပဲပြောတာဖြစ်တယ်ဗောနော်အဲ့မှဆိုရင်ဟိုပို့ပြီးတော့ဟိုနားလည်အောင်မဟိုယုံကြည်သူတွေနဲ့ဖះကိုဗောနော်ကျမတို့ဒီနေရလရဒီကပါရဗောနော်အဲ့လိုဆက်ဆက်နေရဲ့အဲအရာလေးနေတာကိုပြောထားရဗောနော်အဲ့မှဆိုလို့ရှိရင်ဒီနေမင်းဆိုရဲခရစ်တော်ဗောနေမင်းဆိုရဲခရစ်တော်ရဲ့ဝိညာဉ်ကိုကျမတို့ရဲ့ကျမတို့လာဗောယုံကြည်သူတွေဗောသူတွေကမျက်နှာချင်းဆိုင်ထားမှာ ်နင်းဆိုင်ထားပါဒီခရစ်တော်ဆိုတဲ့နေမင်းရဲ့အရေးကဒီလားဘုံကြာပြီးတော့ကျွန်တော်တို့ reflection ဆိုတဲ့အရာဖြစ်မှာပေါ့နော်ဟိုအဲ့တော့ကျွန်တော်တို့ကြောင်ပြန်ဟတ်တယ်ဆိုတဲ့အရာဖြစ်မှာပေါ့အဲ့တော့အဲ့တော့ခရစ်တော်ရဲ့ဒီခရစ်တော်ဆိုတဲ့ဖြောင့်မတ်ခြင်းနေမင်းကိုကျွန်တော်တို့ကလှည့်ထားရမယ်အဲ့မှာဒီလိုလားဆိုတာက ဒီနေရဲ့အလင်းရောင်ကနေပဲသူကဟိုအလင်း reflection ရတာပေါ့နော်သူမှာကိုယ်ပိုင်အလင်းရောင်မရှိဘူးဘာမှမရှိဘူးဘာအလှပါမရှိဘူးကျမတို့လိုပဲပေါ့နော်ကျမတို့ကမွေးလာခဲ့ရတဲ့ဘာမှပါလာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျမတို့ကခရစ်တော်ဆိုတဲ့နေမင်းနဲ့ခရစ်တော်ဝိညာဉ်ဆိုတဲ့နေမင်းနဲ့ဒီမျက်နှာချင်းဆိုင်နေမှာကျမတို့ရဲ့ဝိညာဉ်ကိုဖျားရဲ့ဝိညာဉ်က reflection လာပြီးတော့ဖျား ဘာဖြစ်လာမလဲကျွန်တော်တို့ဘဝကအလင်းရောင်ရရှိလာမယ်အဲရှင်သန်လာမယ်လှပလာမယ်ပေါ့နော်ကျွန်တော်ဟိုလူကမွေးလာကြရအောင်လို့မျိုးပေါ့နော်ဟိုဝိညာဉ်ကတည်နေပြီးသားဖြစ်တယ်ပေါ့နော်ဖះကိုလည်းမတည်ဘူးဖះပြောရတဲ့အတန်းကိုလည်းမကြားရဘူးဖះနဲ့လည်းဆက်တွေ့မရှိပေါ့နော်အဲ့တော့ကျွန်တော်တို့ကဖះရဲ့ဝိညာဉ်ကိုလက်ခံနိုင်မှုကျွန်တော်ရဲ့ဝိညာဉ်ကအဲဖះဘက်ကိုလှည့်ထားမှာပဲပေါ့နော်ဖះပေးတဲ့အရာတွေကိုလက်ခံရယူနိုင်မယ်ဖះပေးတဲ့အရာတွေကိုအဲတိနိုင်ပဲပေါ့နော် ။ဒါဆိုဖျားက all in one christ ဆိုရဲဒီခရစ်တော်ကိုကျွန်တော်တို့ကိုပေးထားပြီးသားဖြစ်တယ်။ပေးထားပြီးသားဖြစ်တယ်။အဲ့ဒါကိုကျွန်တော်တို့ကဒီဒီ lesson လူကြီးကိုဟိုဖောက်ပြီးတော့မသုံးဘောနော်။ဖောက်ပြီးမသုံးဘူးဖောက်ပြီးခါကြရင်လည်းတိတိနေရတယ်မလုပ်ဘူးဘောနော်။ ဘာလို့ဆိုတော့ကျွန်တော်တို့ခါလေးအဆက်အသွယ်ပြတ်တဲ့အခါတွေရှိကြဘူးပေါ့နော်အဆက်အသွယ်ပြတ်တဲ့အခါမှာကျွန်တော်တို့တချို့မပိုင်းနေက function မလုံးတော့ဘူးဒီအလုံးမလုံးတော့ဘူးပေါ့နော်အဲ့ခါကျရင်ကျွန်တော်တို့ရဲ့လပ်ပရင်းဆိုတာလည်းမရှိလာနိုင်တော့ဘူးရှင်တန်ခြင်းမရှိလာနိုင်တော့ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်လူကြီးဝิญဉ်ဖြစ်ပေဖျားသခင်ဤဝิญဉ်တော်ကိုလက်ခံပေါင်းဖက်ရက်တဦးနှစ်တဦးရှင်တန်နိုင်ခြင်းဖြစ်သည်ပေါ့နော်ကျွန်တော်အဲ့အလေးကိုတွေ့တဲ့အခါမှာအဲ ဟိုဘာလို့တောင်းမြင်လဲဆိုတော့မင်းတို့ကစတင်ရရဖို့ photosynthesis ပေါ့နော်အလင်းမီစုအစာဖွဲ့နေဆိုတဲ့အရာပေါ့ဒီတို့ကနေရဲ့အလင်းရောင်ကိုအမီပြုပြီးတော့ဒီတစ်ပင်ရဲ့တစ်ပင်ရဲ့တစ်ပင်ရဲ့အစင်းရောင်ရှိတဲ့အပိုင်းဒီ chlorophyll စီနဲ့သူကဒီနေရဲ့အလင်းရောင်ကိုယူရမှ photosynthesis ဒီအလင်းမီစုအစာဖွဲ့ပြီးတော့မှဒီအပင်ရဲ့ဒီရှင်သန်ကြီးထွားဖို့အစာတွေကိုချက်လုံနိုင်မှာဖြစ်တဲ့ဒီအောက်ကအမြစ်ကနေစုပ်ယူရတဲ့ဒီ minerals တွေရေတွေ ဒီမြေတွေလေအဲ့ရနေဆုပ်ယူပြီးတော့မှအပေါ်ကနေရောင်ထဲမှအလင်းမီစုအစာဖွဲ့ပြီးတော့မှကျွန်တော်တို့ဒီအပင်ကြီးကရှင်သန်လာမှာဖြစ်တယ်။ကျွန်တော်တို့ကလည်းအဲ့ဒီအပင်လိုပဲပေါ့နော်ခရစ်တော်ဆိုတဲ့အာနေမင်းရဲ့အလင်းရောင်ကိုလိုအပ်တယ်။ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဝိညာဉ်ဆိုတဲ့ဒီကလိုရိုဖီးဆိုတဲ့အရာကခရစ်တော်ရဲ့ညင်မင်းနဲ့ထိတွေ့ပြီးတော့ကျွန်တော်တို့အာအစာစားနိုင်မယ်ဝိညာဉ်လူကကြီးထွားလာမယ်ပြီးတော့စီးဆင်းပြီးတော့ကျွန်တော်တို့ ဒီအပင်မှာအသီးတွေទីလာတယ်လို့အပွင့်တွေပွင့်လာတယ်လို့လှပလာတယ်လို့ပဲပေါ့နော်ကျွန်တော်တို့ကခရစ်တော်ဆွေးနေမင်းနဲ့ထိတွေ့ပြီးတော့ဒီလိုမျိုးအစာဖွဲမှာအဲကျွန်တော်ရဲ့အကိုခန္ဓာမှာအသီးတွေទីလာမယ်အပွင့်တွေပွင့်လာမယ်ဖျားဖျားဒီဖြစ်စေခြင်းနဲ့အဲအရာတွေဖျားပြည့်စေခြင်းနဲ့အရာတွေကဒီဖြစ်လာမှာဖြစ်တယ်ပေါ့နော်အခုနပြောလို့ပဲကျွန်တော်တို့ကဒီကြာသုံးပါဆိုလို့ရှိရင်လူကဗလာနဲ့ထိနေမွေးလာတာဖြစ်တယ် ကျွန်တော်တို့ဘာလို့လူဖြစ်လာရလဲဆိုလို့ရှိရင်ဘုရားနဲ့ဘုရားသခင်ရဲ့ပုံတော်ကိုပညာကျေးဇူးတော်နဲ့ကောင်းကြီးမင်္ဂလာခရစ်တော်ကိုရရှိဖို့ဖြစ်တယ်ဖြစ်တယ်ပေါ့နော်အဲ့ဒီအကြောင်းကိုလည်းကျွန်တော်တို့ page 55လောက်မှာကျွန်တော်တို့တွားပြီးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့လူတွေကမွေးလာတဲ့အခါမှာအကျွန်တော်တို့မွေးလာတဲ့သူတိုင်းမှာရှင်းရှင်းမြတ်တာမရှိဘူးပညာမရှိဘူးဂုံတရီမရှိငြိမ်သက်ခြင်းမရှိ ဘာဘာဆိုဘာမှမရှိဘူးကောင်းတာမရှိဘူးเนาะစေနာလည်းမရှိဘူးတီးခံခြင်းမရှိဘူးတန်ရှင်းခြင်းပို့လို့မရှိဘာမှမရှိဘူးเนาะအဲ့တော့ကျွန်တော်တို့မှာအရာအလုံးချုပ်တဲ့တယ်အဲ့တော့ဘာလို့လူဖြစ်လာတာလဲပေါ့လူလူဖြစ်လာတဲ့ခါမှာကျွန်တော်တို့ချစ်ချင်းရှာကြတယ်ပညာရေးရှာတယ်ဥစ္စာရှာတယ်ငြိမ်သက်ခြင်းရှာတယ်ကိုယ့်ရဲ့လူအပ်ချက်ပေါ်အော်မူတည်ပြီးတော့ရှားကြရပေါ့နော်ပညာလူချင်းတဲ့လူကပညာရှားတယ်ဒီညီတက်ချင်းမရှိဘူးစိုးရိမ်နေတဲ့တွေ့ချာညီတက်ချင်းကိုရှားတယ်ပေါ့နော်အ လို့ရှင်ပတ်စံလိုချင်တဲ့သူတွေရတယ်ပတ်စံရှာဒါပေမဲ့ကျွန်တော်တို့ရှိမှာရှာနေရတာဘာဖြစ်လို့လဲဆိုတော့မရှိလို့ပေါ့နော်သူတပြင်အခုခင်မှာဆိုချစ်ချင်းမြတ်တာလေအင်တာမရှာပါတယ်ပေါ့နော်ရှာပါတယ်ဆိုတာလေဘယ်လိုမျိုးအပေါ်ရင်ချစ်ချင်းမြတ်တာရောရှိမှာတကယ်တကယ်ဒီဖျားမြတ်တာနဲ့ချစ်တဲ့အရာမျိုးအရန်ရှာရနေ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 မရှိပေါ့နော်အဲ့တော့လူတွေစီမှာကျွန်တော်တို့လိုက်ရှာတယ်ရှိမှာမဟုတ်ဘူးဒါပေမဲ့လူတွေစီမှာမရှိတဲ့အရာကဖျားကကျွန်တော်တို့ကိုအလုံးတပေါင်းတစည်းတဲ့ all in Christ ဆိုတဲ့ဒီအရာအလုံးပါဝင်တဲ့ခရစ်တော်ကိုဘုရားသခင်ကကျမတို့ရဲ့ဝိညာဉ်ထဲကိုထည့်ပေးပြီးဖြစ်တယ်ပေါ့နော်အဲ့လိုထည့်ပေးပြီးရဲ့အရာအလုံးကိုကျမတို့ဝိညာဉ်ထဲမှာရှာရမယ်ဝိညာဉ်ထဲမှာရှိတဲ့ခရစ်တော်၌ရှာရမယ်ပေါ့နော်အဲ့လိုရှာမှပဲအဲကျမတို့ကတွေ့မှာဖြစ်တယ်ပေါ့နော်အဲ့ဒါအဲ့ဒါကဒီကျမတို့ all in one christ ဆိုတဲ့အရာကိုခုန page 55မှာ ကျွန်တော်တို့အရင်တုန်းကလေ့လာခဲ့ပြီးဖြစ်တယ်ဒီຢာလေးကိုကျွန်မပြန်ပြီးတော့ပေါ့နော်ဟိုပြန်ပြီးပြောခြင်းဖြစ်ပါတယ်လို့အဲ့တော့ခုနဒီဝိညာဉ်ဆိုတဲ့အရာကိုဆက်ပြောရမယ်ဆိုလို့ရှင်ပေါ့နော်ဟိုခုနလိုပဲကျွန်တော်တို့ဖျားဖျားရဲ့လူရဲ့ဝိညာဉ်ဆိုတဲ့ဒီပိုင်းကပဲဖျားရဲ့ဝိညာဉ်နဲ့ထိတွေ့နိုင်တယ်ဖျားကိုကိုးကွယ်နိုင်တယ်အဖျားကိုအစီခံနိုင်တယ်ပေါ့နော်ဒီ ဒီဝိညာဉ်ဆိုတဲ့အပိုင်းကိုကျွန်တော်တို့အရန် focus ထားထားထားရမယ်ပေါ့ပါဆိုဟိုအခုနောက်ပိုင်းဟိုအတွေ့အကြုံနေရတဲ့အရာတွေရောဖြစ်ပြနေရတဲ့အရာတွေရောဘာဖြစ်လဲဆိုကျွန်တော်တို့ဟိုအပြင်ပိုင်းကိုအရန်ဟိုဦးစားပေးကြရတယ်ပေါ့နော်ခေတ်ကာလအရာကိုပေါ့နော်ဘာဖြစ်လဲဆိုတော့ဟိုဥမာတခုခုအာကျွန်တော်တို့ဟိုလူတယောက်နဲ့တော့တွေ့မယ်ဆိုလို့ရှင်တောင်ဒီဝေစာကိုပြင်ဆင်နေတယ် နာကြည့်ကောင်းနေရမယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးရရှိအဲ့ဒါတွေမလုပ်ရဘူးလို့တော့ပြောတာမဟုတ်ဘူးဒါပေမဲ့ခုခေတ်မှာကျမတို့အအချိန်ကအရန်ကာလအချိန်ကအရန်နီးကပ်လာပြီဖြစ်တဲ့အခါကျမတို့အဲ့ဒီနေရာတွေအတွက်ကိုပို့ပြီးအချိန်ပေးမဲ့စာပေါ့နော်အဝိညာဉ်ထဲမှာအဘလို့ဖျားလုစီခြင်းလဲဆိုတဲ့အရာကိုပေါ့နော်ဒီဒီအရာကိုကျမတို့ပို့ပြီးတွားဖို့ဖြစ်တယ်ပေါ့နော်အဲ့တော့ ဒါဆိုရင်တန်ရှင်သောဝိညာဉ်တန်ရှင်သောဝိညာဉ်ကလူဤဝိညာဉ်ကိုဖျားသားအဖြစ်မွေးဖွားရှင်တန်စီပြီးနောက်ဖျားသခင်သာရအတတ်နှင့်ဖျားသခင်ဆွမ်းရည်ဖြင့်ဆက်ရှင်တတ်အောင်လူတဲ့ဖျားသခင်ဤအတတ်ဖျားဤဖြစ်ခြင်းနှင့်ဖျားပိုင်သမျှကိုဖြည့်ပေးတွင်တင်ပဲ့ပြင်ပေးနေသည်ပေါ့နော်အဲ့တော့အဲ့တော့ကျမတို့ဝိညာဉ်ကျမတို့ရဲ့ဝိညာဉ်ဖျားကပေါ့နော်ဒီ all in one christ ကဒီကျွန်တော်တို့ဝိညာဉ်ဝိညာဉ်တော်အနေနဲ့ကျွန်တော်တို့ဝိညာဉ်တဲကိုဝင်လာရပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော်တို့ရှင်မှာဘာဝိညာဉ်ရသွားလဲဆိုတော့ဘုရားသခင်ရဲ့ဝိညာဉ်ဒါသားတော်ဘုရားရဲ့ဝိညာဉ်တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ဝိညာဉ်အလုံးစုစုပေါင်းဖြစ်သွားတယ်ပေါ့နော်ဟိုတမန်ဟောင်းမှာကျတော့ဟိုတည်တည်တန့်တန့်ဘုရားဘုရားလူကလူပေါ့နော်အဲ့လိုအဲ့လိုမဟုတ်တော့ဘူးပေါ့ကျွန်တော်တို့တမန်တက်မှာကျတော့ဟို အလုံးတစုတစည်းတဲ့ပေါ့နော် all in one divine တစည်းတဲ့တဖျားတဲ့အဲတဝိညာဉ်တဲ့အဲအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်အဲ့ဒီလိုမျိုးအရာအလုံးပါတဲ့အရာကြီးကိုဒီကျမတို့တွေကိုဘုရားကအဲ့လိုမျိုးထဲထဲပေးထားပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ဘုဒ္ဓမဟောင်းမှာအလုံးဘုရားရဲ့ဒီအလုံးလုံးတဲ့ပုံစံနဲ့ဒီဓမ္မတစ်မှာအလုံးလုံးတဲ့ဖျားရဲ့ဒီပုံစံကမတူတော့ဘူးဆိုတော့လေကျမတို့ခဏခဏအဲ ကြားရတယ်ပေါ့နော်ကြားရတယ်မြင်ရတယ်ဝင်လာကြတယ်ချင်းချင်းစီးစင်းကြတယ်ပေါ့နော်ဒီနေ့လည်းဖခင်ဒါဟုတ်ပဲကျွန်တော်တို့ပြန်ပြီး focus လုပ်ခိုင်းတယ်ပေါ့နော်ဖခင်ကဘလို့ဝิญဉ်နဲ့အလုံးလုံးနေရလဲအခုဘလို့အချိန်မှာပေါ့နော်ဘလို့လုံးနေရလဲဆိုတော့ကျွန်တော်တို့ဟိုထပ်ပြီးတော့ပို့ထပ်ပြီး highlight လုပ်ဖို့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဖခင်ရဲ့စီခိုင်းချက်ရာဒီတန်ရှင်းသောဝိညာဉ်တော်ကျွန်တော်တို့ရဲ့ဝิญဉ်ထဲမှာ အဲရောက်လာတယ်မွေးဖွားရှင်တန်လာတယ်သာရအသက်နဲ့ကျမတို့ကိုဖရားရဲ့စွမ်းရည်နဲ့ရှင်တန်တတ်အောင်လူရဲ့ဝိညာဉ်ထဲမှာကင်းဝတ်လာတယ်လူထဲမှာဖရားရဲ့အသက်ဖရားရဲ့ဖြစ်ခြင်းဖရားပိုင်သမျှဖရားရဲ့တွင်တင်ပဲ့ပြင်ပေးခြင်းအရာအလုံးကိုကျမတို့ကိုလှူဆောင်ပေးနေရပေါ့နော်အဲ့တော့အတိတ်မှာဒီဓမ္မဟောင်းခင်မှာကြတော့အဲ့လိုအဲ့လိုအာဓမ္မဟောင်းခင်မှာကြအဲ့လိုမယုံကြည်ကြဘူးပေါ့နော်ဟိုယုံကြည်ရအောင်လည်းမသိလည်းမသိပါဘူးပေါ့ဒါပေမဲ့ဒီခင်မှာကြတော့ ကျမတို့ရဲ့ဝိညာဉ်နဲ့ဒီဝိညာဉ်တော်အဲဖရာရဲ့ဒီ all in one christ ဝိညာဉ်နဲ့ပေါင်းဖက်သွားတဲ့အခါမှာကျမတို့ဝိညာဉ်နှစ်ခုကအဲတသားတဲ့တပေါင်းနဲ့အတူတူဖြစ်သွားပြီးတော့ဒီဖရာနဲ့အတူတူကျမတို့နေစဉ်လှုပ်ဆောင်နေတဲ့အရာတစ်ခုတိုင်းမှာဒါလိုလားလဲဆိုတော့ကျမတို့နှစ်ဦးနှစ်ဦးနေသလိုပေါ့နော်နှစ်ဦးသဘောတူရမယ်သဘောတူတော့မှအပြန်အလှန်သဘောတူရမယ်တွဲဖက်နေရမယ် ရှင်တဝဲနေရမယ်ဝန်ခံနေရမယ်အဲ့မှဘုရားရဲ့အလိုတော်ဘုရားရဲ့ဖြစ်ခြင်းဘုရားရဲ့အရာအလုံးဘုရားရဲ့ပိုင်သမျှအော်အော်ပေါ့နော်အရာအလုံးအရာအလုံးကကျွန်တော်တို့ထဲမှာအဖြစ်လာမယ်ဟိုဖြစ်လာမယ်ဖြစ်ပြက်လာမယ်ပဲပြင်ခြင်းကိုခံရမယ်ဖျားရဲ့ဖြစ်ပြီးချင်းကိုခံနေမယ်ဖျားရဲ့အတက်နဲ့ပြည်လာမယ်အရာအလုံးဖျားပဲဖြစ်လာမယ်ပေါ့နော် ရာဖြစ်စီခြင်းတဲ့အရာတွေအလုံးကိုဘုရားကဘလို့အစိတမရှိဟိုရေတယောက်ရေတယောက်ထဲကနေယူလောင်းချလိုက်တလို့မျိုးဘေးကိုအလင်းဆွေမရှိဘဲနဲ့အရာအလုံးကိုဘုရားကအလိုမျိုးတရဟောဟိုတွန်ချရင်နေတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့ကဒါပေမဲ့ခုနပြောလို့ကျမတို့ကနှစ်ဦးနှစ်ဖက်သဘောတူနေရမယ်ဝန်ခံနေရမယ်အပြန်အလှန်ရှိနေရမယ်အရာခက်သိမ်းမှာ တစ်ခုစီတိုင်းမှာတည်တည်လေးမှစာ၍အကြီးကြီးအထိဟိုဘာမှအလွတ်မကျန်ပေါ့နော်အဲ့လိုသဘောတူဝန်ခံပြီးတော့မှရှင်တွဲပြီးတော့လှုပ်ဆောင်နေမှသာဘုရားရဲ့အသက်ဘုရားရဲ့ဖြစ်ခြင်းဘုရားရဲ့ပိုင်သမျှဘုရားရဲ့တွင်တင်ပေးခြင်းရာအလုံးကကျမတို့တွေကိုဟိုအလေးဟာမရှိပဲအဲအရာအလုံးဟိုရမှာဖြစ်ပါတယ်လို့ကျမအဲအဲ့ဒီအရာလေးပေါ့နော်ဒီနေ့မှာအထူးပဲခံစားရပါတယ်လို့ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေလည်း 呃，哥看在伢的面子内，哥呃，难免会阿布配合吧，嘿咯。